ဂိမ်းမိုးပကံလေးကနေသပင်မွေးတစ်ချောင်းထွက်လာတဲ့အခါမှာစပိုမှုတွေအကုန်လုံးစီကန်းတင်းကျပ်ခံလိုက်ရပြီးကြံနေတဲ့စားတော့တွေအကုန်လုံးစပွဲပေါ်တင်ပြီးတော့တလွာကိုပို့လိုက်ကခြေတော့တွေနဲ့တန်နေကြပါတော့တယ်အဖိုးကြီးကတော့မယုံမဲနဲ့ကြံတဲ့စားတော့တွေကိုအားရပါးရစားနေပြီးအဖိုးကြီးကကောင်လေးကိုလည်းမစားဘူးလားလို့မေးတော့ကောင်လေးကယုံတဲ့အမူအရာလုပ်ပြပါတယ်အဘေါ်ကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှမရှိတာနဲ့ပိုက်စာရင်စားဖို့အတွက်ပန်းဒီအတန်တလုံးအိတ်သေးကိုကောက်ထည့်လိုက်ပါတယ်စပွဲပိုင်းပြန်သိမ်းသွားတဲ့ခါမှာတော့အဖိုးကြီးကမတ်တက်ရက်လိုက်ပြီးတရွေးထွေးလိုက်တဲ့ခါမှာတော့ကောင်လေးကကြောင်းသွားပြီး အောက်တက်ကလူတွေကအဖိုးကြီးရဲ့တပည့်ကို စားရမှာလားလို့ပြောပါတယ်။အဖိုးကြီးကဂိမ်းမဆိုင်ဘဲနဲ့ပလက်လန်လိုက်ပြီးအခန်းထဲကယုဒီရဲ့ပူလာတဲ့အခါမှာတော့အဖိုးကြီးကပန်းကြီးကိုပြစ်လိုက်တဲ့အခါမှာမဟုတ်ရင်တော့ပန်းကြီးကင်ဖြစ်သွားမှာလို့ပြောပါတယ်။ကောင်းလေးကလည်းအယံပူလာတဲ့အခါမှာတော့ပန်းကြီးကိုလှုပ်ပြစ်လိုက်ရပြီးနောင်နေ့ကိုရောက်တဲ့အခါမှာတော့အစားတော့အကျန်စပွဲပိုင်းကြီးရောက်လာတဲ့အခါမှာအဖိုးကြီးကအားရပါရစားနေခဲ့ပေမဲ့ကောင်းလေးကတော့တစက်ကလေးတော့မှမထိပါဘူး။ကောင်းလေးကအဲ့ဒီအဆောင်မှာနောက်ထပ်ဘယ်နှခုရှိလဲလို့မေးတော့အဖိုးကြီးကသူလဲတေချာမတည်ဘူးလို့ပြောပါတယ်။အထက်တရာကျော်လောက်ရှိပြီးတော့မှအောက်ရောက်ရင် ဘာအစားတော့မှကျွန်တော်မှမဟုတ်ဘူးလို့ပြောပါတယ်။အဖိုးကြီးကဓာတ်ထုတ်လိုက်ပြီးတော့စားစရာမရှိလဲတခြားနည်းလမ်းရှိတယ်လို့ပြောပါတယ်။နောက်ရက်ကိုရောက်တဲ့အခါမှာတော့ကောင်လေးဟာမယုံတော့ဘဲနဲ့ပေတီတရောင်းကိုဖြည်းဖြည်းချင်းပါဇက်သေးကိုထည့်ပြီးတော့စားပါတယ်။ကောင်လေးကလည်းအဖိုးကြီးလိုမယုံတော့ဘဲနဲ့အားရပါရစားပြီးဒရီးတွေနဲ့အမ်ဘတ်တီကိုလည်းစပွဲပေါ်တော့အန်ချလိုက်ပါတယ်။နောက်ရမှာတော့စပယ်ဝိုင်းနဲ့တူတူကောင်မလေးတယောက်ပါလာတဲ့အခါမှာကောင်လေးကဘလို့ဖြစ်တာလဲလို့မိတော့အဖိုးကြီးကသူများကိစ္စဂျားလေးကိုဝင်မပါဖို့ပြောပါတယ် ကမာလီကတော့လာတိုင်းတစ်ကြိမ်စပွဲဝိုင်းနဲ့အတူတူဆင်းလာပြီးတော့မှ9နှစ်အရွယ်သားလေးကိုလာရှာတာပါကမာလီကငငယ်လေးပဲရှိသေးတော့ကို9နှစ်အရွယ်ကလေးလေးရှိတယ်ဆိုတော့ကောင်လေးကထူးဆန်းလို့သွားပါတယ်အဲ့ဒါနဲ့ကမာလီကိုစပွဲဝိုင်းကနေဆွဲချပြီးတော့ကလေးကိုကူရှာပေးဖို့အတွက်ကလေးပုံစံနဲ့အရက်ကိုမေးတဲ့အခါမှာကမာလီကမဖြေဘဲနဲ့ဇပွဲဝိုင်းဘော်ကိုပဲပြန်တက်လို့သွားပါတယ်ဒါနဲ့ကောင်လေးကဆက်ပြီးတော့မမေးတော့ဘဲနဲ့အဖိုးကြီးကိုပဲအဆောက်အဦပုံစံဘယ်လိုရှိလဲဆိုပြီးတော့မေးပါတယ်ကောင်လေးကအားတဲ့အချိန်ဆိုလို့ရှိရင်စာအုပ်လေးတွေဖတ်တဲ့ပြီးအဖိုးကြီးကသူ့တို့အခန်းပြောင်းရမယ်လို့ပြောပြီးတော့ ပိုကောင်းတဲ့အခန်းလေးရရင်ကောင်းပါပဲလို့ဆိုပါတယ်။ကောင်းလေးနိုးလာတဲ့အခါမှာကျိုးတို့အခန်းသားရပြီးသူတို့ရောက်နေတဲ့အထက်ကတော့190တထက်မှာဆိုတော့စပွဲပိုင်းရောက်လာတဲ့အခါမှာဘာစားစရာမှမကျန်တော့ပါဘူး။စားစရာတွေမရှိတဲ့အခါမှာအဖိုးကြီးကစပွဲကုန်းမှာကနေပြီးကောင်းလေးရဲ့ခြေထောက်ကိုဓားနဲ့လေးပြီးစားဖို့လုပ်ပါတယ်။ကလေးလေးချာနေတဲ့ကောင်းမလေးရောက်လာခဲ့ပြီးအဖိုးကြီးရဲ့လေပင်ကိုဓားနဲ့ထိုးကကောင်းလေးကိုကယ်တင်ပါတယ်။ကောင်းလေးသတိမနေတဲ့အခါမှာကောင်းမလေးကအဖိုးကြီးရဲ့အသားကိုလှီးပြီးတော့ကောင်းလေးအားရှိအောင်ကြွေးပါတယ်။ ကောင်းလေးကလည်းယုံပြီးတော့မစားနိုင်မိမဲ့ရွေးချယ်ကြမရှိတော့တဲ့ခါမှာညှို့ချလိုက်ရပါတယ်။တလားလောက်အဖိုးကြီးအလောင်းရဲ့ဘေးနားမှာနေပြီးတော့စားကြမရှိတော့လောက်တက်နေတဲ့အဖိုးကြီးရဲ့အသားတွေကိုပဲထိုင်စားကြပါတယ်။အဖိုးကြီးတည်သွားပြီမဲ့အဖိုးကြီးကိုအိမ်မက်တီထဲမှာမြင်အောင်နေပြီးခွေးကြောင်လန်နိုးလာပြီးတော့33လောက်ရောက်နေတာတည်သွားကြတော့အစားတော့ရပြီဆိုပြီးတော့မှစိတ်ချလက်ချအေးဖို့ပြင်နေတော့မှကော်မလီတယောက်တွေ့လိုက်ရပါတယ်။ကမာလီကသူ့ကိုဒီကိုပို့လိုက်တဲ့အင်တာဗျူးဆီယာမှဖြစ်ပြီးတော့မှကမာလီကဒီကိုသူ့ရဲ့ဆန္ဒနဲ့တူကွင်းစင်းလေးလာဖို့လာတာဆိုပြီးတော့ပြောပါရယ် ကမာလီကစားသောက်တွေကိုပကံနဲ့ခွဲထည့်ပြီးတော့နောက်လူတွေစားရအဆင်ပြေအောင်လုပ်ပြီးအောက်ကလူတွေကိုလည်းစည်းကမ်းရှိရှိစားသုံးကြဖို့ပြောပေးမယ်လေဘသူကမှတော့သူပြောတာကိုနားမထောင်ကြပါဘူးကောင်လေးကဝင်ပြီးတော့ပြောပြီးတော့မှအောက်ကလူတွေဟာစကားနဲ့နဲ့နားထောင်ကြပြီးကမာလီကတိတ်တဘောမကျဖြစ်နေပါတယ်ကလေးလိုက်ချတဲ့ကမာလီထက်ရောက်လာခဲ့ပြီးဒံယာရလာတဲ့ခါမှာနှစ်ယောက်သားစီးကုပေးဖို့ခေါ်ထားပါတယ်တကောင်ရောက်တဲ့ခါမှာတော့နှစ်ယောက်သားခွေးတက်လိုက်လို့ရန်ထဖြစ်ကြပြီးတော့တလားလောက်နေတဲ့ခါမှာတော့အခန်းပြောင်းလာကြပြီးအင်တာဗျူးဆရာမလေးကလည်းကြိုးစဲချသေးသွားခဲ့ပြီးတော့ကောင်လေးကလည်း နှစ်ယောက်နှစ်လောက်ကိုရောက်လာတော့စိတ်ပြက်ပြီးတော့អော်ပါတော့တယ်စပွဲပိုင်းပေါ်မှာလည်းဘာမှစားကြမရှိတော့ဘဲနဲ့တည်သွားတဲ့ဖိုးကြီးနဲ့ကောင်မလေးရဲ့ပုံတွေပဲမြင်ရောင်နေပြီးစားကြမရှိတော့တဲ့အခါမှာတော့ကောင်မလေးရဲ့အတော့ကိုပဲလှိစားရပြီးတော့ဒလာလောက်နေတော့အခန်းပြောင်းပြီးတော့၆လကိုရောက်လာပြန်ပါတယ်။လူမဲဖြစ်နေပြီးတော့ကျုံးတဲ့အပေါ်တက်နေတော့အပေါ်ထက်ကလူကအီးပါချလိုက်တော့ပြုတ်ကျလာပါတယ်။ကောင်လေးကလူမဲမပြုတ်ကြအောင်လှမ်းဆွဲထားလိုက်ပြီးလူမဲလည်းမျက်နှာပေါ်မှာပေးသွားတဲ့အီးတွေကိုဆေးလိုက်ပြီးတော့ဒီတိုင်းတည်ရတော့မှလားဆိုပြီးတော့ပြေးပြေးမောမောထိုင်ငုံနေပါတယ်။ ောင်လေးကတော့လူမဲလေးကိုအစားအစာတွေအတူတူမျှစားမယ်ဆိုပြီးတော့နှစ်ယောက်စလုံးဘိုက်မစားတော့ဘူးလို့ရှင်းပြကထွက်ပြေးဖို့နေလန်းအတူတူရှာမယ်လို့ဆိုပါတယ်လူမဲလေးကလည်းကောင်လေးရဲ့အကြံဉာဏ်ကိုလက်ခံပြီးတော့မှဂရင်းလေးချိုးပြီးတော့လက်နက်တွေလုပ်ပါတယ်စားသောက်ဝန်းနေတဲ့အတူတူတလော်ပြီးတလော်လိုက်ဆင်းလာပြီး90တလော်ကိုရောက်ခဲ့ပါပြီနှစ်ယောက်သားစကားများနေကြတဲ့အချိန်မှာလူမဲကအဖိုးကြီးရဲ့ကောင်းကိုတုံးနဲ့ရက်ပြီးနောက်တစ်ထပ်ကိုဆင်းကြပါတယ်နောက်တစ်ထပ်ကတော့အဖိုးကြီးကတုံးကြားအထက်ဆိုတာမရှိဘူးလို့သူတို့ကိုပြောလိုက်တော့ထွက်ပြေးဖို့အတွက်လမ်းမမြင်တာတည်သွားကြပါတယ် စားကြတယ်မရှိမှဆိုတော့အကြောင်းအထက်တိုင်းကလူတွေကိုတက်လိုက်ကြပြီးတော့အောက်ထက်ကိုရောက်လာတော့လေတက်စရာမရှိဘဲနဲ့ပိုက်စာပြီးတော့ဒင်းနေတဲ့အလောင်းတွေကိုတွေ့လိုက်ရပါတယ်။နောက်ထက်ကိုရောက်တဲ့ခါမှာတော့ပိုက်စာနေတဲ့လူကြီးကကောင်မလေးကိုဓာတ်နဲ့အဆက်မပြတ်ထိုးနေပြီးကဲဘူးလို့ပြင်မဲ့ကောင်လေးပါဓာတ်နဲ့အထိုးခံလိုက်ရပါတယ်။လူမဲကောင်လေးကသူ့ရဲ့တွဲဖက်ကောင်လေးကိုဇပွဲပိုင်းပေါ်ကိုမြင်မြန်တင်ပြီးတော့မှတွေးတိတ်အောင်ပြုလို့ပေးနေပါတယ်။အောက်ကိုရောက်လေလေလူတွေကိုမတွေ့ရလေလေနဲ့330တထက်ကိုရောက်တဲ့ခါမှာတော့ဇပွဲပိုင်းကြီးကရက်သွားပါတယ်။ ။ကောင်လေးကလည်းတွေးတန်ရေးရဲနဲ့ဇပွဲပိုင်းပေါ်ကဆင်းလိုက်ပြီးဂရင်းအောက်မှာပုံနေတဲ့၅နှစ်ရွယ်ကလေးလေးကိုတွေ့တဲ့အခါမှာတော့ကိတ်မုံကြွေးလိုက်ပါတယ်။ထပ်ပြေးဖို့နီလန်မရှိတော့တဲ့အခါမှာဆိတ်ပြတ်သွားပြီးနိုးလာတဲ့အခါမှာတော့လူမဲကတေဆုံးသွားပါပြီ။ကလေးလေးကိုခေါ်ပြီးတော့မှအောက်ထက်ကိုဆင်းပါတယ်။အထက်၃ယောက်ကိုရောက်တဲ့အခါမှာထက်ဆင်းတဲ့အခါမှာမှောင်မင်းနေတဲ့အခံမဲရှိပါတော့တယ်။ကလေးလေးကအဲ့ဒီအခန်းကနေလွံ့မြောက်ဖို့တဲ့တော့ချက်လေးလိုထင်သွားခဲ့ပြီးအောက်ရောက်တဲ့အခါမှာတော့အခန်းပုံစံအနေထားတွေပြောင်းလဲသွားပြီးတော့ဇပွဲဝိုင်းကလည်းအလင်းမြန်မဲအောက်ကိုဆင်းလို့သွားပါတယ်